ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဖြူချန်နေရနေပြီတော့ပြန်လည်းဆက်ဆူလိုက်ပါရနော်နေ့မှာတော့ဖြူကအမ်ဒီမွန်တို့ရဲ့ရိုးရပါနော်ရိုးရစားစားတစ်ခုဖြစ်တယ်နောက်ပြီးတော့အခုလိုမျိုးပူပြင်းတဲ့ຢာတွေနဲ့လည်းလိုက်ဖက်ပြီးတော့မှလူအေးမြစေတယ်ပေါ့နော်တကြံသမင်းလုပ်နေလေးကိုဖြူကမြောက်ပြီးမှဖြစ်ပါတယ်တကြံသမဲဆိုရင်လည်းဒီမွန်ပြည်နယ်ဘက်မှာဆိုရင်တော့မနှက်စာအနေနဲ့ဟုတ်အမြဲစာတုံးလေးရှိပါတယ် ကြတဲ့မင်းလို့ဖို့အတော့ကပါနော်ချက်တူနေတဲ့ဒီစိမ့်နဲ့ငချောင်းပြီးပစွန်ချောင်းမှုဆိုရပါပြီ။ရေဆုံးတော့ဖြူကရင်ွေးတဲပြီးတော့မှဖြူလိုချက်ထားတဲ့ထမင်းကိုပြုတ်ပါတယ်။ထမင်းပြုတ်ထားတာကပွက်လာပြီဆိုရင်ဖြူထမင်းမှာပါတဲ့အဆေးတက်လေးတွေကုန်သွားတဲ့အထိကိုရင်းနဲ့ဆေးပေးမယ်ပေါ့နော်နှစ်ခါလောက်ဆေးရင်တော့ရပါတယ်။ ဒီနှစ်ခါလောက်ဆေးပြီးွားလို့ပေါ့နော်။ထမင်းမှာပါတဲ့အဆီးတက်လေးတွေကုန်သွားပြီဆိုလို့ရှိရင်အဲသူ့ကိုရေစစ်ပြီးတော့ရေခဲတက်တာထဲမှာခဏတိမ်ထားမယ်ပေါ့နော်။ဒါပြီးရင်တကြံကြော်ကြော်ဖို့အတွက်ဟိုဖြူငှချောက်လေးတွေကို ရေရင်ဆေးပါမယ်။ရေစစ်ထားတဲ့ငှချောက်လေးတွေကိုဖြူပြုတ်ပါမယ်နော်။ငှချောက်လေးတွေကနူးဤတာပြီဆိုရင်ဖြူငှချောက်ကိုအဲအေးခံထားပြီးတော့မှအယူနှွင့်မယ်ပေါ့နော်။ တော့အယိုးနွင်ပြီးတော့ငချလေးတွေကိုကြည်ဝအောင်လို့ထပ်ပြီးထောင်းပေးပါမယ်နော်။တကြံကြောကြောတော့ကိုခုနဖြူပြတဲ့ချက်တော်နီကိုတဝက်ကိုတော့ဖြူကပပလီထားပါမယ်။ချက်နဲ့တဝက်ကိုတော့ဖြူကလေးစိတ်ခွဲပြီးတော့မှသုံးထားပါလေ။ကျန်ကြောကြောတို့ခုနကျက်တင်နေလို့ဖြူအကုန်ပါပါတင်ထားပါမယ်။ပြီးရင်ဖြူတို့ချစ်ထားမယ်ပေါ့နော်။ အရန်ချင်းနေမှာဆိုလိုပေါ့နော်ဖြူတော့ရေနဲ့နည်းနည်းလေးစီလိုက်ပါတယ်အဲဒါဆိုလို့ရှိရင်ပေါင်းပစ္စည်းလေးတွေကိုတစ်ချမ်းကြောကြောဖို့အတွက်အဖြူနဲ့ဆင်းနဲ့ပြင်ထားလိုက်ပြီပေါ့နော်အရင်ဆုံးတစ်ချမ်းကြောနဲ့တွဲဖက်ပြီးတော့စားဖို့တော့ငြုတ်တီးကြောပါမယ် အဲဒီလိုကြော်ထားတဲ့ငုပ်သီးလေးတွေဆယ်ပြီးသွားပြီဆိုရင်တကြံကြော်ကြုံမယ်ပေါ့နော်။ပပလီထားတဲ့ကျက်သွန်သီးလေးတွေကိုအရင်ဆုံးထည့်ပါမယ်။စနမောအနေနဲ့ထည့်ပါတယ်။အပီးဖြူငပိဆိုင်စားလဲအနေငယ်ထဲပါနေနော်ခုနကထောင်းထားတဲ့ငချောက်ထောင်းလေးတွေထဲပါပဲ ့နောက်ထပ်ပစံကြောင့်မှထပ်ထဲပါမယ်။အလုံးပေးသွားရင်တက်တီးချစ်ထားတာလေးကိုလည်းထည့်ပါရနော်။ဒါပြီးရင်ရှိအနှံ့ငယ်ထည့်ပြီးတော့မှတည့်တီးလေးတွေချက်သွားတဲ့ဒီကြော်ပါမယ်နော်ပြီးရင်တော့စားအချုံမုံထည့်ပါတယ် တရတိလေးနဲ့နူးဤပြီးတော့ရေခမ်းကနေဆဲဆဲမှာပေါ့နော်ဖြူချက်သွင်းနေလေးစိတ်ခွဲထားတာကိုထည့်ပါတယ်အဲရေလဲအခမ်းဒီလေးစိတ်ခွဲထားတဲ့ချက်သွင်းနေလေးတွေကလည်းမအီတေးအနေထားလောက်ဆိုလို့ရှိရင်တော့အဲဖြူတို့ကြံကြော်ကြော်လာရပါပြီခုနကရေခဲတက်တာထဲမှာတိမ့်ထားတဲ့ဓမင်းကိုအဲဖြူရေခဲရေလေးဆန်ပြီးတော့မှစားမယ်ပေါ့နော်ဒီကရင်နဲ့ကြာလွယ်ကူတာပေါ့နော်။မှန်တယ်ကတော့ဖျောင်းတင်းရည်လေးနဲ့ဆမ်းပြီးတော့စားရတာပါပေါ့နော်။မုံရိုးရဲ့စစ်စစ်ကတော့ အဖြူနောက်တစ်ခေါက်ကြလို့ရှင်ဖျောင်းသိရင်လည်းဘယ်လိုလုပ်ထည့်ရလဲဆိုတာအလုပ်ပြပေးဦးမယ်ပေါ့နော်မင်းအေးအေးလေးကိုတကြံကြော်လေးထည့်ပြီးတော့မှသမင်းတစုံစားလိုက်ကြီးဒီကြော်လေးကိုတကိုက်ကိုက်လိုက်ပါတော့အရမ်းမွေးပြီးတော့အရသာရှိတဲ့အေးအေးမြမြလေးနဲ့တကြသမင်းလေးကိုသုံးဆောင်နိုင်ပါတယ်။အမ်ကိုယ်တိုင်လှုပ်ရှားရတဲ့အလုပ်ရှုပ်တယ်ဆိုရင်တော့မော်လမြိုင်လာခဲ့ပါလို့ပြောအိတ်ခံပါမယ်တကြံသမင်းနဲ့ပြောလို့ရတာလည်းတိတ်မခံလို့ခုလိုပုံမြင်တဲ့နေရာလေးမှာမုံရိုးရတကြံသမင်းအေးအေးလေးကိုလှုပ်ရှားကြည့်ပါလို့